လွန်ခဲ့တဲ့6လပိုင်း3ရက်နေ့တုန်းကတရုတ်နိုင်ငံဘေကျင်းမြို့မှာတရုတ်စီးရေးပြပွဲတစ်ခုကျင်းပခဲ့ရဆိုတာသိပြီးလောက်ပြီးထင်ပါတယ်။ဒါကအစမ်းတော့မဟုတ်ပါဘူး။ဒါပေမဲ့စမ်းတာကတော့ဒီဗီဒီယိုဖိုင်လေးပါ။ဒီဗီဒီယိုကဒီတိုင်းကြည့်လိုက်ရင်တော့ရှီကျင်းဖင်ရဲ့ပူတင်ရဲ့စကားတပြောပြောနဲ့လမ်းလျှောက်နေကြတာပေါ့။ဒါပေမဲ့သူတို့ပြောနေကြတဲ့အကြောင်းအရာကိုတခြားနားထောင်ကြည့်ရင်တော့လူတွေကအသက်150အထိနေထိုင်နိုင်တော့မယ့်အကြောင်းရင်းဖြစ်နေတယ်။ကဲဒီကိစ္စကတော့ပြောစရာဖြစ်လာပြီလို့မထင်ကြဘူးလား။ဒါကြောင့် ဒီဗီဒီယိုထဲမှာတော့တကယ်ပဲလူတွေကအသက်150အထိနေထိုင်နိုင်မလားဒီစကားကိုသူတို့အနေနဲ့တောင်းတရင်မြပြောချင်အောင်ရှင်းပြနေကြတာလားဒါမှမဟုတ်သူတို့စီမှာလူတွေမသိတဲ့ player လက်နက်တွေရှိနေနိုင်မလားဆိုတာကိုကျွန်မနဲ့အတူကြည့်လိုက်ကြရအောင်ဒီပွဲကိုနာမည်ကြီးသွားစေတဲ့အကြောင်းရင်းကတော့စမ်းတင်တဲ့လက်နက်တွေကြောင့်လည်းမဟုတ်ပါဘူးနိုင်ငံရေးကိစ္စတွေနဲ့လည်းမဆိုင်ဘူးအဓိကကအဲ့ဒီစကားကြောင့်ပဲလူအောင်ပြောလို့ရတယ်အဲ့ဒီစကားကို TMA ရင်းမြစ်မှာလမ်းလျှောက်လာကြတော့ကတရုတ်သမ္မတရှီကျင်းဖြစ်နေတဲ့ ရုရှားသမ္မတပူတင်တို့နဲ့အပြန်အလှန်ပြောခဲ့ကြတာပါရှီကျင်းဖင်ကအရင်တော့ဆိုအသက်80လောက်တည်နေရဖို့ဆိုတာအယံခက်ခဲတယ်အခုခေတ်အသက်80ကကလေးလေးကြနေရပဲနော်ဆိုပြီးစပြောလိုက်တော့တဖက်ကလည်းဟုတ်တယ်နော်အခုခေတ်ထဲမှာနိပညာတွေကတောက်ချကိုတိုးတက်နေရခန္ဓာကိုယ်အစိပ်ပိုင်းတွေလည်းတက်တလို့အစားထုတ်လို့ရနေပြီအသက်ကြီးလာရင်လည်းပြန်ငင်လိုက်လို့ရတယ်နောက်ပိုင်းဆိုလူတွေကမတင်မျိုးတော်ဖြစ်လာနိုင်နေဆိုပြီးတော့ပြန်ပြောခဲ့ပါတယ်အဲ့ဒီအခါမှာရှီကျင်းဖင်ဘက်ကနေပြီးတော့ခံမှန်းချက်တွေအရာဆိုရင်တော့ အသက်150လောက်ရှိနေနိုင်တော့မှာဆိုပြီးတော့ပြောခဲ့တယ်။ဒီဗီဒီယိုကပြည်တွင်းသတင်းဌာနတွေမှာတော့မကဘဲနဲ့နိုင်ငံတကာသတင်းဌာနတွေအကြီးအပြန့်နှံ့သွားခဲ့ပါတယ်။အဲ့လိုပြန့်သွားတော့တရုတ်အစိုးရဘက်ကနေပြီးတော့ပြန်ဖက်ချပေးဖို့တောင်းဆိုခဲ့ပေမဲ့ဒီကမ္ဘာလုံးနေမကောက်နေအဖွဲ့အစည်းတစ်ခုလုံးအထီအောင်မှပြန်သွားခဲ့ပါပြီ။အဲ့ဒီကိစ္စကတော့ထားလိုက်ပါတော့။အခုပြပြမှာသူတို့ပြောခဲ့တဲ့ဇာတ်ကားတွေကတကယ်ပဲဖြစ်လာနိုင်ကြီးရှိမရှိဆိုတာကိုကြည့်လိုက်ကြရအောင်။တကယ်တော့ဒီဇာတ်ကားကအခုမှကြားဘူးတဲ့ဇာတ်ကားတော့မဟုတ်ပါဘူး။ တချင်ရနိုင်ငံကျော်ပေါ်လောကရဲ့ဘရင်ဖြစ်တဲ့မိုက်ကယ်ဂျက်ဆင်စီကနေပြီးတော့လဲကြားပူးနေကြပါပဲ။သူကလည်းအသက်150အထိနေချင်ခဲ့သူဖြစ်ပါတယ်။အဲဒါကြောင့်ဇပင်းတစ်ချောင်းလေးရအစခြေသည်ခွန်လင်တစ်ခုအစုံကျမ်းမာနေဖို့အတွက်ဆရာဝန်ဆနှစ်ယောက်တောင်မှခန့်နာခဲ့ပါတယ်။အဲဒီဆရာဝန်တွေရဲ့ညွှန်ကြားချက်အတိုင်းပဲနေထိုင်ခဲ့တယ်။ဘလောက်ထိလဲဆိုရင်တော့ဆရာဝန်တွေရဲ့ညွှန်ကြားချက်မပါရင်ခြေတော်တော့မှမလန်းခဲ့ပါဘူး။ပြီးတော့သူခန့်နာကိုအစိအပိုင်းတွေတစ်ခုခုဖြစ်ပြီးဆိုတာနဲ့အစားထိုးလှူဒန်းပေးနိုင်တဲ့လူတွေကိုလည်းရှာထားပြီးသားပါ။ သူတို့တွေရဲ့စာဝတ်နေအကုန်လုံးကိုလည်းမိုက်ကယ်ရပဲတောင်းယူပေးထားတယ်သူအနေနဲ့အစားစာအစအိမ်သာတတအစုံမတရားခရူးတိုက်လိုက်နေခဲ့ပါတယ်အဲ့ဒါကြောင့်ပဲအသက်150လောက်အထိနေမယ်ဆိုပြီးတော့အမဲပြောနေခဲ့တယ်ဒါပေမဲ့အဲ့လိုပြောပြီးတည်သွားတာပါပဲအသက်150တော့မရောက်လိုက်ပဲနဲ့90လောက်မှရင်နှလုံးရှော့ဖြစ်ပြီးတော့ပြန်မထလာနိုင်တော့ပါဘူးမိုက်ကယ်ရုတ်ခေတုံးကတော့အဲ့လိုတိနီးပညာမကောင်းသေးလို့စီးပညာတွေမတိုးသက်သေးလို့တော့ပြောလို့ရတာပေါ့ အခုခေတ်မှာလဲမိုက်ကယ်လိုအသက်150အထိနေခြင်းနဲ့သူနှစ်ယောက်ကတော့ထွက်လာပြန်ပါပြီသူတို့လက်ထဲမှာဟောမိုက်ကယ်ထက်မိုက်တဲ့နီလန်းတွေဘာတွေရှိနေမလဲဆိုတော့ကြည့်လိုက်ကြရအောင်အရင်ဆုံးအနေနဲ့လူတွေအကြောက်ဆုံးဖြစ်တဲ့ကင်ဆာကိုအနိုင်ယူဖို့အတွက်ရုရှားကစိတ်ထုတ်နေပြီဆိုတဲ့အကြောင်းကိုပြောရမယ်ထင်တယ်ဒီအစီအစဉ်ကဆက်ခဲ့ရကြပါပြီဆေးရဲ့အလုံးလုံးနိုင်စွမ်းကိုတော့တူရရခိုင်တို့အထူးမြင့်နေထားနိုင်ပြီလို့သိရပါတယ်ဒါပေမဲ့လူတွေနဲ့တော့ဆက်သွယ်မှုတွေမလုပ်ရသေးပါဘူးဒီ project အတွက်လဲရုရှားအစိုးရဘက်ကနေပြီးတော့ အချိန်နဲ့ငွေကြီးအမြောက်အများတုံးပြီးတော့ပညာရှင်တော်များများနဲ့ကြိုးစားထားတာဆိုတော့ဒီအတိုက်တန်းလန်းကြီးအဆုံးသတ်သွားမယ်တော့မထင်ပါဘူး။အဲ့ဒီအစားလာမယ့်အနာဂတ်မှာကင်ဆာယောဂါကိုအနိုင်တက်ဖြစ်နိုင်တဲ့ဆေးရဈေးကွက်ထဲရလာနိုင်ပါတယ်။ဒါပေမဲ့အမေရိကန်တွေကတော့ကင်ဆာထပ်ဖြစ်နေအောင်မထင်ပါတယ်။နောက်ထပ်လူတွေရဲ့အသက်ကိုစိန်ခေါ်နေတာကတော့ကိုရင်းအစိတ်ပိုင်းတွေပျက်စီးလာတာနဲ့အလုံးမလုံးတာတွေပါပဲ။ဒါပေမဲ့စိတ်မပူပါနဲ့။ 3D printing နဲ့အစားထိုးနိုင်တော့မှာပါ။ ဒီစကားကိုကြားတော့ကျမတို့မှကျွန်တော်နာဖြစ်သွားသည်။ဒါပေမဲ့လွန်ခဲ့တဲ့၄နှစ်လောက်က 3D နီးပညာနဲ့ပြင်ပအစိတ်အပိုင်းတွေကိုအစားထိုးနိုင်တဲ့ project တစ်ခုအောင်မြင်ခဲ့တယ်ဆိုတာကိုလည်းမေ့ထားလို့မရပါဘူး။အထူးသဖြင့်နေရွက်တို့အရေးပြားတို့အဲ့ဒါမျိုးတွေကိုအောင်မြင်မြင်နဲ့လွှဲပြနိုင်ခဲ့ကြတယ်။အဲ့ဒီနီးစနစ်ကအခုခေတ်ခွဲစိတ်ကူတမှုတွေနဲ့အစားထိုးကူတရေးတွေမှာတော်တော်လေးတော့အသုံးတက်နေပါပြီ။နောက်ပိုင်းမှာတော့ပညာရှင်တွေအနေနဲ့အတွင်းအင်္ကာတွေကိုပါအစားထိုးကူတဖို့အတွက်စူးစမ်းနေကြပါပြီ။ဒီထက်ပိုပြီးတော့နားရှင်းသွားအောင်ပြောရရင်တော့ အဆုံမကောင်းလို့အဟုတ်အဟုတ်လို့ချောင်းဆိုးတာနဲ့အဆုံတစ်ခုကိုပဲ 3D printing နဲ့ထုတ်ပြီးတော့အစားထိုးလိုက်ရုံပါပဲစိတ်ပါရင်ပါတယ်လို့တလောက်ဆယ်ခါလောက်အစားထိုးနေလဲအေးဆေးပဲပေါ့ဒါပေမဲ့ဒီနည်းပညာကလည်းအပေါ်ကကင်ဆာဆေးလို့ပဲလူတွေနဲ့မဆန်းသက်ရသေးပါဘူးဒါပေမဲ့ဖြစ်လာနိုင်ခြေတော့ရှိပါတယ်အဲ့ဒါကြောင့်ပညာရှင်တွေအနေနဲ့980လားမှာအမြင်နိုင်မယ်လို့တော့ခံမှန်းထားကြပါသေးရဲ့တကယ်တော့လူတွေအသေးအတန်ရှာနေတဲ့အသက်ရှည်ဖို့ဆိုတာကတချို့တိရစ္ဆာန်တွေပိုင်ဆိုင်ထားပြီးသားပါပဲ။ ါကြောင့်လိလမှုတော်တော်များတလိုက်ဆံတွေကိုပဲပြင်မှတ်ထားနေကြတယ်။အဲ့ဒီအချိန်မှာမတင်မျိုးဂျယ်လီငါတို့ရာအစပိုးဟွက်တွေအထိပဲ။ပြီးတော့ပညာရှင်တွေရဲ့နာမည်ကြီး project တစ်ခုရှိသေးတယ်။အဲ့ဒါကတော့တော်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 ဝါရီရဲ့မျိုးရိုးဗီဇကိုလူတွေနဲ့ရောင်းတော့ဖို့ပဲ။ဒီအကောင်တွေရဲ့တည်ခြင်းတရားကိုဆွဲဆက်နိုင်တယ်လို့ပညာရှင်တွေကယုံကြည်လက်ခံထားကြပါတယ်။ဥပမာအခုလက်ရှိကမ္ဘာအသက်အကြီးဆုံးလိမ့်ဆိုရင်နှစ်ပေါင်း190ကျော်လာပါပြီ။ဒီအကောင်တွေရဲ့လေဝတ်ချက်တွေကိုလည်းတည်သွားရင်တော့လူတွေအသက်ကြီးလာနှုန်းကိုလည်းဆွဲဆက်နိုင်ပါမယ်။ ဒါပေမဲ့အခုအထိတော့လိလနေကြတော့မယ်ဆိုတော့လာမယ့်9ရက်90လောက်အထိကိုနည်းနည်းတီးခတ်ပေးစားဖို့အတွက်မြင့်တန်ရဲကန်ထားကြသည်လူတွေအိုလာနဲ့ပတ်သက်ပြီးတော့ပြောလဲစားနဲ့တခါလေးပြောစင်တာတခုရှိရင်အဲ့ဒါကတော့နောက်ထပ်အရန်စိတ်ဝင်စားဖို့ကောင်းတဲ့ project တခုအကြောင်းပါဒီကိစ္စကိုမပြောခင်မှာလူတွေဘာလို့အိုရတာလဲဆိုတာအရင်ဆုံးပြပြပေးစင်နေကျမတို့ရဲ့ခန္ဓာကိုယ်ကစိတ်ဥတကောင်လိုမျိုးထာဝရသုံးလို့ရအောင်တိစောက်ထားတာမဟုတ်ပါဘူးတက်တန်းကုံစုံရက်ကပါလာပြီးသားပါအဲ့ဒီတက်တန်းကုံစုံရက်ကိုတွက်ဆက်ပေးတဲ့အရာကတော့ ျမတို့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းထားတဲ့ဆဲတွေပါပဲဟုတ်ပါတယ်သက်ရှိတွေရဲ့ခန္ဓာကိုယ်ကဆဲတွေဘီလီယံပေါင်းများစွာနဲ့ဖွဲ့စည်းထားတာပါဆဲတွေကပျက်စီးလိုက်အသစ်ပြန်ဖြစ်လိုက်နဲ့တစ်ခါတစ်ခါဖြစ်နေကြတယ်အဲ့လိုပျက်စီးသွားတဲ့ဆဲတွေကိုအသစ်ပြန်အစားထိုးနိုင်တဲ့အရာတစ်ခုရှိတယ်အဲ့ဒါကိုတီလိုမီယာလို့ခေါ်ပြီးတော့ဆဲတွေရဲ့ထိပ်မှတွေ့ရတတ်တယ်အဲ့ဒီအစိပ်ပိုင်းတွေကတစ်ခါဆဲပွားပြီးတိုင်းတစ်ဖြည်းဖြည်းတူလာတတ်တယ်ဘာမှမကြံအောင်အထီကိုတိုးသွားပြီဆိုရင်တော့ နောက်ထပ်အစ်စ်တွေထပ်မဖြစ်ပြီးနိုင်တော့ပဲဆဲဆောင်းဆောင်းတော်ရယ်ဇာတ်ရိုက်ကြုံလာပြီးရင်တော့ကိုရင်အစိတ်အပိုင်းတွေရယ်ဆောင်းဆောင်းတွေကိုကြားစီပါတယ်အဲ့ဒါကိုတော့ရုပ်ပိုင်းဆိုင်ရာအရာအိုလာတယ်လို့သတ်မှတ်တယ်ဆိုလိုချင်တာကတော့တီလိုမီယာကိုမတူအောင်ဒါမှမဟုတ်ဆဲအစ်စ်တွေကိုထပ်ဖြစ်ပြီးနိုင်မယ်ဆိုရင်တော့ကျမတို့လည်းမအိုလာနိုင်တော့ဘူးလို့ဆိုလိုချင်တာပါမဖြစ်နိုင်ဘူးလို့တွေးနေမိလားဒါပေမဲ့ဒီကိစ္စကိုအကောင့်တွေဖော်နိုင်မှုအတွက်တကယ်လက်တွေ့လုံဆောင်တွေရှိနေပါပြီဒီအထဲမှာနာမည်အကြီးဆုံးကတော့ CISP ရဆိုတဲ့မျိုးဥပီစာကိုပြည်ပြည်နဲ့နီးပညာပါပဲ။အဲ့ဒါကဘယ်လိုမျိုးအလုပ်လုပ်တာလဲဆိုတော့ကိုမလိုချင်တဲ့ DNA ကိုဖျက်တောက်ပြီးတော့လိုချင်တဲ့အကြိုင်ပုံဖော်ပေးတာဖြစ်ပါတယ်။ဥပမာရှေ့ကပြောခဲ့တဲ့ဘာမှတုံးလို့မရတဲ့ဆဲအပြက်အစီဒါမှမဟုတ်မျိုးရိုးပီစာအရအနေနဲ့ရှိလာနိုင်တဲ့ဆဲတွေကိုဖျက်တောက်ထုတ်လိုက်တယ်လို့မျိုးပေါ့။ဒီနည်းလမ်းကြောင့်ပဲအနာဂတ်ကာလမှာအိုလာတဲ့ပြဿနာကိုကောင်းကောင်းရေးဆွေးနွေးထားနိုင်ခြင်းရှိတယ်ဆိုပြီးတော့ခံမှန်းထားကြသေးတယ်။အခုလက်ရှိအချိန်မှာလည်း အဲ့လိုဆဲတွေကိုမပြက်စီးအောင်လို့ထိနေကြတဲ့သူတွေအများကြီးရှိလာပါပြီ CRN SP ကနီလန်းကိုမတုံးမဲနဲ့တဘာဝနီလန်းနဲ့ပဲထိန်းကြတာနော်ဒီအထဲမှာတော့ Baron Johnson နဲ့ Dave Asprey ကတော့နာမည်အကြီးဆုံးပါပဲ Dave Asprey ဆိုရင်သူကိုရိုင်းကျင်သုံးနေတဲ့အကြောင်းအရာတွေကိုတေချာပြုစုပြီးတော့စာအုပ်တွေအောင်ထုတ်ထားသေးတယ်။အဲဒီစာအုပ်ကြောင့်ပဲသူ့ရဲ့ပရိသတ်တွေအနေနဲ့သူ့လိုမျိုးလိုက်လုနေနိုင်ကြပါပြီ။ပြီးတော့သူ့ရဲ့နီလန်းတွေကတော်တော်ထိရောက်ပါတယ်။သူဆိုရင်အသက်60ပြည့်တော့မယ်ဆိုပေမဲ့ ာမန်လူငယ်တယောက်နဲ့တောင်မှလက်ဝဲရှင်ထုံးနိုင်ပါသေးရဲ့အခုဒီဗီဒီယိုကြည့်နေကြတဲ့လူတွေအနေနဲ့လည်းသူ့လိုမျိုးအရွယ်တနေလူတယောက်ဖြစ်စင်နေသူ့နီလန်တွေကိုစိတ်ဝင်စားရဲဆိုရင်တော့ကျမတို့ရဲ့ရှင်တို့ application တွေကသူကိုယ်တိုင်ရေးထားတဲ့ super human ဆိုတဲ့စာကိုဖတ်ကြည့်ဖို့အတွက်တိုက်တွန်းချင်ပါတယ်ဒီစာအုပ်မှာလည်းအော်လာတဲ့ကိစ္စကိုကောင်းကောင်းကြည့်တော်လာနိုင်မှုအတွက်တဘာဝကြတဲ့နီလန်တွေကိုဖော်ပြထားတယ်လူတွေအနေနဲ့လည်းဒီလိုမအော်လာအောင်မတည်အောင်နီလန်တွေတစ်ခုပြီးတစ်ခုဆန်းတဲ့နေကြတာကိုတွေ့ရတယ်လူသမိုင်းအစားအနေပြီးတော့ အခုအချိန်ထိရောအသက်ရှိရှိနေကြသူကြီးပဲလေအခုအချိန်မှာမတည်စေတလုံးသာရှိမယ်ဆိုရင်တော့အဲ့ဒီဆေးကိုလူးကြရင်နဲ့တကဘာလုံးတည်ကုန်ကြမယ်ထင်တယ်ဒီကိစ္စကိုပြောရင်းနဲ့တွေးမိတာတခုရှိတယ်တရုတ်နဲ့ရုရှားတို့ရဲ့လက်ထဲမှာများမတည်စေရှိနေလို့သတင်းတွေမပြန့်စီနေတာများလားဒါပေမဲ့တစ်ဖက်ကကြည့်ရင်လေအိုရာနာရာတေရာဆိုရာကထွက်ပြေးလို့ရတဲ့အရာတခုမဟုတ်ဘူးဆိုတာလူတိုင်းကနားလည်ထားပြီးသားအရာတခုပါပဲဘလောက်ပဲပတ်စံကုန်ခန့်ခန့်ဤပညာတွေပဲဘလောက်ပဲတိုးတက်တိုးတက် တေကြီးနေဆိုင်ကြရစမြဲပါပဲဒီကိစ္စကိုလည်းမိုက်ကယ်ကတိတိပြပြီးတော့ပါပဲတကယ်ဆိုရင်ဒါရီကရှင်းပြဖို့လူနေမဲ့တော့မထင်ပါဘူးတနေ့မဟုတ်တနေ့တော့တေကြမယ်ဆိုတာလူတိုင်းသိနေပြီးသားပဲလေမိုက်ကယ်တော့မှမတင်ချင်လို့ငွေတွေအကုန်ခံစိတ်တွေအရှုပ်ခံပြီးလုပ်ခဲ့တာတော့မှတေတာပဲမဟုတ်လားတဘောကတရားကြီးကအဲရောင်ညီမြအောင်ထားရပြီးသားပဲလေအေးတာရှိရင်ပူတာရှိမယ်ဖြစ်တာရှိရင်လည်းပြက်တာရှိမယ်ငွေဖွားလာပြီးရင်လည်းတည်ဆောက်ရမှာပါပဲ ဒီလိုမျှတအောင်ထားတာကလည်းအကြောင်းရှိလို့ပါပဲအသက်150လောက်အထိသာလူရီနေရမယ်ဆိုရင်တော့အရင်ဦးဆုံးအနေနဲ့လူကြီးအစမတန်မြင့်လာတဲ့ကြုံရနိုင်တယ်။ရှစ်ဘီလီယံတဲ့တောင်မှကဘာကြီးကပြောင်းဆန်နေတာ။ဒီထက်ပိုများတယ်ဆိုရင်တော့ကဘာကြီးလည်းပြားဖြစ်နေတော့ပါပဲ။ပြီးတော့လူကြီးများလာတော့စားနေရိတ်ခါတွေနဲ့လောဘတွေကြောင့်စစ်ပွဲတွေကအခုထက်ပိုပြီးတော့ဖြစ်နေကြအောင်ပါပဲလေ။ဒါဆိုရင်ကျမတို့အသက်150အထိနေထိုင်ရရင်လည်းဘာအထိပဲရှိနေဦးမှာလဲ။လောကရဲ့ရဲစက်မှုတွေကို နှစ်ခုနှစ်လောက်တွေ့နေရတာပဲအတော်များလာပြီထင်ပါတယ်။ဒါကြောင့်မဲတဘာဝတရားကြီးကအဲအောင်မြတ်တအောင်ထားပေးရင်လို့ပြောတာပေါ့။အဲဒါကြောင့်သူတို့နဲ့ကပြောသလိုပဲနီးပညာတွေကြောင့်အသက်150လောက်အထိလူတွေနေထိုင်နိုင်မလား။ဒါမှမဟုတ်အရာရာမြတ်တနေရဲ့လောကကြီးကိုမလွန်ဆန်နိုင်မဲနဲ့မိုက်ကယ်လိုမျိုးတည်စီတင်တော့တည်သွားမယ်လို့ထင်လား။ကိုယ့်ရဲ့အမြင်ကိုကိုယ့်မနဲ့မှဖြည်းဖြည်းစကြပါအောင်ရှင်။ဒီဗီဒီယိုကနေပြီးတော့သင်ကြားလိုက်ရတာကတော့နံပါတ်1နီးပညာတွေရာ လူတွေရဲ့အသက်ကိုအဆုံးဖြတ်ပေးနိုင်တဲ့အရာတွေဖြစ်လာနိုင်တယ်။နံပါတ်1အသက်မတည်အောင်နေထိုင်နိုင်တာချက်အရွယ်မတိုင်ခင်အိုရာကိုတော့စူပါဟူးမန်ဆာအထက်ကနီလက်တွေနဲ့ထိန်းသားလို့ရတယ်ဆိုတာနဲ့နံပါတ်3တဘာဝတရားကြီးကအေးရောင်ညီမြနေအောင်ဖန်ဆင်းပြီးသားမှုလို့ သူ့ရဲ့အဆုံးအဖြတ်တိုင်းနေထိုင်တာအကောင်းဆုံးပဲဆိုတာတွေပါပဲ။ရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀ဥတောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှာထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ facebook page မှာမေးမြန်းနိုင်ပါတယ်ရှင်။